မြန်မာနိုင်ငံရဲ့ဒုတိယစီးပွားရေးမြို့တော်မန္တလေးမှာခရင်အမိပေါက်လုံးချင်းတွေကို24နာရီခွဲပေးလို့ရတဲ့အပြင်လှပပြီး A channel ရန်ကင်းတောင်အရှိတ်ဘက်တောင်ချီမှာကလောပြင်းဝင်တွေ vibe ရပြီးတော့အင်ရတဲမှာလည်းနိုင်ငံတကာအဆင့်မြင် club house ရေကူးကန်တွေပြင်အင်ရတဲမှာကစားဖို့ gym တွေ minima စီပါဝင်တဲ့ hillside mandalay villa and resort ကိုဒီနေ့ကျွန်တော်မိတ်ဆက်ရောင်းချပေးမှာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်အင်ရတဲမှာကျွန်တော် live ပြီးတော့ပတ်ကြည့်အောင်ဒါကျွန်တော်တို့ပထမအဆုံးကျွန်တော်တို့ကအထင်းမကြည့်ခင်မှာကျွန်တော် club house ကို ြည့်မှာเนาะဒါကျွန်တော်တကယ်ကိုနိုင်ငံတကာအဆင့်မြင့်တဲ့ clubhouse ဖြစ်မယ်ရေကူးကန်ရှိမယ်ခလေးရေကူးကန်ရှိမယ်ပြီးရင်ညာဘက်ချမ်းမှာကျွန်တော်တို့ဒါကျွန်တော်၄ acre ကျေတဲ့အောက်တို့ garden area လည်းထည့်သွင်းပေးမယ်လို့သိရပါတယ်။ဒါဆိုရင် villa project ထဲမှာ blue villa type ဒီ blue မြေအမျိုးအစားနဲ့ဘေးစင်းတွေရောင်းမယ်ဆိုတာတွားကြည့်ရအောင်။အခုမြင်တွေ့ရမှာတော့ကျွန်တော်တို့ eka 60ကျေတဲ့ master plan ရဲ့ modern table ဖြစ်ပါတယ်အခုကျွန်တော်ပထမဆုံးသာ clubhouse ဖြစ်ပါတယ် clubhouse ကျွန်တော်လေ့လာခဲ့ပြီးပြီးအင်အားတွေမှာတော့ type ၄မျိုးရှိမှာပေါ့နော် the type ၄မျိုးရှိမှာပထမဆုံးကတော့ကျွန်တော် lavender ဖြစ်ပါတယ် lavender ကတော့ကျွန်တော်အခုမြင်ရတဲ့အတိုင်းပြ60ပတ်လေဒီအိမ်ကိုလည်းကျွန်တော်အသေးစိတ်ပြင်ဆင်ထားတဲ့အောင်ကျွန်တော်လိုက်ပြပြီးမှာဖြစ်ပါတယ်ဒါတော့ကျွန်တော်တို့ဒီပြ60ပတ်လေ lavender အမျိုးအစားဖြစ်ပြီးပြီးဒုတိယအမျိုးအစားတော့ကျွန်တော်တို့ကျွန်တော်တို့မြင်ရတဲ့အတိုင်းပဲတကယ်တောင်ချီအောင်မှာအရန်ကိုလှပပြီးခန်းထားတဲ့ second home ပုံစံကျွန်တော်တို့ tulip အမျိုးအစားဖြစ်ပါတယ် ီ tulip အမျိုးအစားတော့ပေ80ပတ်လည်ရှိတယ်ကျွန်တော်အိမ်ကလည်းတကယ်ကိုကျွန်တော်ချင်းမိုင်ဒီဇိုင်းကိုကျွန်တော်ဖော်ဆောင်နေတဲ့အိမ်ရလေးဖြစ်ပါတယ်တတိယတစ်မျိုးကတော့ကျွန်တော်တို့ဒါပေ40 60ပတ်လည်ကျွန်တော် cherry villa ဖြစ်ပါတယ် cherry villa ဆိုရင်ကျွန်တော်တောင်ချင်းနဲ့ပူနီးတယ်ပူအေးချမ်းတယ်ကောင်းတဲ့ရေးချိုတဲ့ဟာဖြစ်ပါတယ်သုဒ္ဓအမျိုးကတော့ကျွန်တော်တို့အိမ်ရထဲမှာအကြီးဆုံးဖြစ်တဲ့ပေတရာပတ်လည်လီလီ type ဖြစ်ပါတယ် တော့အခုကျွန်တော်တို့အကျန်းအဖြစ် type လေးမျိုးကိုကျွန်တော်တို့ဒီရှင်းပြထားတယ် facility ပြည်စုံပြီးပိုင်ဆိုင်မှုခိုင်မာတဲ့ developer ကိုလာမယ့် March လ14ရက်နေ့မှာ24လခွဲပေးပြီးတော့ဝယ်ယူလို့ရမယ့်အကြောင်းပြပွဲကျင်းပပြီးမှာဖြစ်ပါတယ် ဒီ hillside mandali resort and villa ကိုကျွန်တော်တို့ mandali ကျုံးကနေပြီးတော့19လမ်းနဲ့လာမယ်ဆိုရင်15မိနစ်မိနစ်20ကားမောင်းရုံနဲ့အခုကျွန်တော် hillside mandali တွေကိုရောက်မယ်။သူက gate compound စနစ်ဖြစ်တဲ့အတွက်ကြောင့်လုံခြုံရေးနဲ့ property management အတွက်လုံးဝစိတ်ချမှာဖြစ်ပါတယ်။အိမ်ရာထဲမှာအဲ့ဒါကျွန်တော် club house ဘီးနားမှာဆိုရင်မီနီမတ်ရှိတယ်။ပြီးတော့သူက extend လုပ်ပြီးတော့ကျွန်တော်ထပ်ဆောင်မှာဖြစ်ပါတယ်။ဒီထဲမှာဆိုရင်ကျွန်တော်တို့ဒါအိမ်ရာထဲကလူတွေဆော့ဖို့ အင်ဒိုဂျင်တူကိုကျွန်တော်ထည့်သွင်းထားတော့မြင်ရမယ်ရေကူးကန်နေပါမယ်အဲ့ဒီပြင်ကျွန်တော်အခု club house အပြင်ဘက်ကနေပြီးတော့ကျွန်တော်တို့ဒါ share kitchen ရှိတယ်အခုလိုမျိုးကျွန်တော် outdoor view ကို show လိုက်ရေကူးကန်ပြီးရင်လုံးဝကျွန်တော်ဒီလိုမန္တလေးလိုတော့မထင်လာရောက်အောင်လှတဲ့ view ရမယ်ဗောနော်ဒီထဲမှာကျွန်တော်တို့ဒီအပြင်မှာ outdoor area လေး၄ acre ကျယ်ဒီ၄ acre ထဲမှာကျွန်တော်တို့ဒါ wedding လုပ်တာတို့ outdoor event လုပ်တာတို့အကုန်ဗောနော်ကလေးကစားကွင်းတွေလူကြီးကစားကွင်းတွေ ဒါရှောက်လန်းတွေအကုန်လုတ်ပြီးမှဖြစ်ပါတယ်ဆိုတော့ဒီထဲမှာတော့ကျွန်တော် facility အားလုံးတော်တော်များများကြည့်ပြီးသွားပြီဒါဆိုရင်ကျွန်တော်အခန်းအမျိုးအစားတွေတခန်းချင်းစီလိုက်ကြည့်အောင်ဒါနံပါတ်၁ကတော့ကျွန်တော်ဒီ tulip အမျိုးအစားဖြစ်ပါတယ်သူကတောင်ချီမှာပေ80ပတ်လဲဒါကျွန်တော်ချင်းမိုင်မှာရှိတဲ့ second home ပုံစံ villa type ဖြစ်ပါတယ်ပြီးရင်ဒီဘက်မှာဆိုရင်ကစားကွင်းရှိတယ်ကစားကွင်းမြတ်နေချင်းဆိုင်မှာကလေးရေကူးကန်လူကြီးရေကူးကန်ကျွန်တော်ဒီ lee ecological facility garden area ပြီးတော့ရင်ဒါကျွန်တော်တို့တောင်ချေတလျှောက်လုံးဝင်ပေါက်ဘင်ညာကတော့ကျွန်တော်တို့ရဲ့ lavender အမျိုးအစားဖြစ်ပါတယ်သူက P60 အမျိုးအစားဖြစ်ပါတယ်ဒီဗီဒီယိုထဲမှာလည်းကျွန်တော် lavender အမျိုးအစားအစအဆုံးကျွန်တော် house tour ကိုနှလုံးတိတိကျွန်တော်လုတ်ပြီးမှဖြစ်ပါတယ်တတိယအမျိုးအစားတော့လုံးဝကြဲကြဲဝင်းဝင်းနေခြင်းနဲ့ဆိုတဲ့လူတွေအတွက် PTR ပတ်လေ Lily Villa type ဖြစ်ပါတယ်သူကတော့ကျွန်တော်ဒီအစအဆုံးစောက်လို့ရတယ်သူ့ရဲ့ infrared ဆိုရင်ရီမီမြောင်းစနစ် ဒါကျွန်တော်ရည်စနစ်အားလုံးဘာမှပူဆရာမလိုအောင်ပါဝင်ပြီးသားဖြစ်ပါတယ်။ဒါဆိုရင်နောက်ဆုံးအမျိုးအစားဈေးလဲတင်းတင်းဖြစ်တယ်ကျွန်တော်60 60 Cherry Villa Type ဖြစ်ပါတယ်။ဒီအင်ယာတစ်ခုလုံးကိုကျွန်တော်တို့ကပေးမဲ့စနစ်အနေနဲ့6လတစ်နှစ်2နှစ် ျွန်တော်အတိုးမဲ့အရေးကြပေးချင်လို့ရရပါတော့။ဒါဆိုကျွန်တော်စစချင်းပြောထားတဲ့အတိုင်းပဲကျွန်တော်ဒီအိမ်နှလုံးကိုအစအဆုံးကျွန်တော်ဘလို့စောက်ထားတာလဲဘလောက်လောက်အောင်စောက်ထားတာလဲဆိုတော့ကျွန်တော်လိုက်ပြပေးမှာဖြစ်ပါတယ်။ဒါကျွန်တော်တို့ပထမဆုံးကတော့ဒါကျွန်တော် gate ဝင်ပေါက်ကျွန်တော်ဘယ်ဘက်ချမ်းမှာရှိတဲ့ပေ60ပတ်လဲကျွန်တော် lavender အမျိုးအစားဖြစ်ပါတယ်။ဒါပေမဲ့သူက40 60မှာပဲစောက်ထားတယ်ပေါ့နော်။ဒါပေမဲ့ဝင်လိုက်ရင်ကျွန်တော်ကားပကင်နှစ်စီးရမယ်။ဒီအိမ်ရဲ့ဒီဇိုင်းကကျွန်တော်မြန်မာနိုင်ငံမှာရှိတဲ့လူတိုင်းအိမ်စောက်တဲ့လူတိုင်းအတွက် idea အများ ားကြီးဘူးလူတအများကြီးရမယ့်အိမ်ပေါ့နော်အရှိပါ landscaping ရှိတယ်ဘေးဘက်မှာလည်းကျွန်တော်တို့ဒီဧကန်ရဲ့ဒီဘေးနားမှာ landscaping ထပ်ရတဲ့အပြင်ဒါ worth kitchen ရမယ်အနောက်ဘက်ဆိုရင်လည်းကျွန်တော်တို့ဒါ ground tank ပြီးရင် landscaping ထပ်ရအောင်ပေါ့နော်တအိမ်လုံးကျွန်တော်ဘေးပတ်လေအကုန်လုံး landscaping အများကြီးပါဝင်တာဖြစ်တဲ့ကြောင့် villa ရဲ့ goal နဲ့ပြည့်စုံတယ်လို့ပြောလို့ရရင်ပေါ့နော်ဒီမှာအခုသူကတော့ကျွန်တော် villa ဖြစ်တဲ့ကြောင့်လုံချိုရေးလဲကောင်းတာဖြစ်တဲ့ကြောင့်ကျွန်တော်ဒီ timber glass man အကြီးနဲ့တုံးထားတယ်ဒီ decoration ကလည်းတော်တော်လေး warm ဖြစ်တယ်အာတော်တော်လေး modern ဖြစ်တယ်ပေါ့နော်ဒါကျွန်တော်ညာဘက်ချမ်းလေကခွင်အောက်မှာဆိုရင်လဲကျွန်တော်ဒီစာကြည့်ခုံလေးဖနှက်ဆင်တယ်ပေါ့နော်ဒီလေးအောက်ကကျွန်တော်တို့ပုံမှန်မြန်မာတွေစောင့်နေကြလေးအောက်နေလုံးဝမတူဘဲနဲ့ တကယ်ချင်းမိုင်ထိုင်းရဲ့ဗလာပုံစံမျိုးအများကြီးကျွန်တော်မြင်ရမှာပေါ့နော်ဒါကကျွန်တော်အနောက်ဘက်မှာဆိုရင် kitchen dining ပေါ့နော်ဒီမှာတော့ကျွန်တော်တို့ကအာဒီ construction ကိုအပ်မယ်ဆိုရင်အစအဆုံး package မျိုးစုံရှိပေါ့နော်အခုဒီပုံစံအစအဆုံးမြင်ရတဲ့အတိုင်းပဲကတော့ BAE တပိပတ်လေ2300 diamond package ဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဒါ loose furniture မလိုချင်ဘူးဆိုရင်လည်းဒဇီးဖြစ်သွားမှာပေါ့နော်အဲနောက်ဆုံးကျွန်တော်တို့ဒီ fit up ဒီမလိုချင်ဘူးဆိုရင်လည်းဒဇီးဖြစ်သွားမှာနော်ဒီအခန်းတော့သူက guest room ဖြစ်ပါတယ်သူကဂရင်းနှလုံးထားထားပြီးတယ်ပြီးမှဒီ bureau တွေအကုန်လုံးထည့်သွင်းထားပြီးသားပေါ့နော် ပြီးရင်ကျွန်တော်တို့အများသုံး common wc မှာလည်းအစုအချောက်ဒါကျွန်တော်တို့ဒီသူ့အဆင့်နဲ့သူပေါ့နော်တကယ်စနစ်ကြတဲ့ဒါ construction ကနေပြီးတော့လှုပ်ထားပြီးတော့မြင်ရမှာဖြစ်ပါတယ်သူကတော့ကျွန်တော်တို့ဒီ 3 bedroom အခန်းဖြစ်ပါတယ်ဒီမှာဆိုရင်ကျွန်တော် landscaping မြင်ရမယ်ပြီးမှ legal ခွင့်ယူထားတာအစတကယ်ကိုကျွန်တော်တို့နိုင်ငံခြားရဲ့ style ကိုခန်းစားရမှာပေါ့နော် second floor မှာတော့မြန်မာပြည်ဖြစ်တဲ့အတွက်ကြောင့်မလို့ဒါကျွန်တော် shrine နေရာကိုလည်းတည်တဲ့ထည့်ထားပေးတာကိုမြင်ရမှာဖြစ်ပါတယ်တော်တော်လေးလည်းနေရာယူထားတာကောင်းတယ် shrine အခြေမှာလည်းကျွန်တော် study နေရာ walking space တွေ့ရမှာဖြစ်ပါတယ်ဒီမှာတော့ကျွန်တော်တို့အိတ်ခန်းကတော့စုစုပေါင်းအပေါ်မှာ၃ခန်းပေါ့နော်ဒီအခန်းကတော့ master bedroom ဖြစ်ပါတယ်ပြင်ဆင်ထားတဲ့ design ကအရန်ဝ န်ဖြစ်တဲ့နေချင်းစပွေလေးပေါ့နော်။သူကဒီဇိုင်းကအယောင်အသွေးယူထားတာလေ။နူးနူးထွေးထွေး sweet ဖြစ်တဲ့သူ့ရဲ့ master bedroom မှာဆိုရင်ဒီမှာဆိုရင်ကျွန်တော်ရှာဝါအဆိုးအချောက်ခွဲထားတဲ့ကြွေပြအပိခင်းထားတဲ့ဘူထိုင်းပြင်ဘေးစင်ပေါ့နော်။ဆိုတော့ကျွန်တော်တို့ဒီဘက်မှာဆိုရင် အောက်မှာ guest room ရှိအပေါ်မှာတော့ single bedroom ပေါ့နော်ဒီ single bedroom မှာလည်းအခန်းတစ်ခန်းရဲ့ပါတင်ပါထိုင်တဲ့ အရာတွေအကုန်ပေါ့နော်မန်တင်ကုံစပွဲကုံပြီးမှကျွန်တော်ဘီရူအဲဒါတွေအကုန်ပါဝင်ပြီးတော့ပဒင်းပေါက်တွေလည်းတေချာထည့်သွင်းထားတာမြင်ရမှာဖြစ်ပါတယ် second floor မှာလည်းသူက single bedroom နှစ်ခန်းပါတယ်ဖြစ်တဲ့ကြောင့်မို့ common wc တစ်ခန်းပါမယ်ဒီအခန်းရဲ့ veranda ရဲ့ view ကတော့လုံးဝတော်တော်လေးကိုမိုက်တာအခုကျွန်တော်တို့တအိမ်လုံးပြပေးတဲ့အတိုင်းယူမယ်ဆိုရင်ကျွန်တော်တို့အိယာခင်းအစထည့်ပေးမှာပေါ့နော်ဒီအရှိရ view ကို show လိုက် Oh my god. Oh la la. ဒီကျွန်တော်တို့ ရန်ကင်းတောင်အရှိတောင်ခြေတစ်ခုလုံးမြင်ရမယ်ပြီးတော့ရင်အပေါ်ဆက်လက်မှာမြက်ပါစိုက်ထားတဲ့အပြင်ကျွန်တော်ဒီလိုအလှဆင်ထားတော့မြင်ရမှာပေါ့နော်ဒီဟာကတော့ကျွန်တော်ပေ40 60မှာအခုလိုကျွန်တော်အိတ်ကန်၄ကန်ရတယ်အိမ်က space ကအရန်လောက်အောင်စောက်ထားတယ်ပေါ့နော်ဒီအတိုင်းယူမယ်ဆိုရင်တခါတည်းရောင်းပေးမှာဖြစ်ပါတယ်စောက်ပေးမှာပေါ့နော်ကဲကျွန်တော်တို့ဒါကတော့ကျွန်တော်ပေ60ပတ်လည်မှာ ကျွန်တော်တို့ဒုတိယပုံစံမျိုးစောက်ထားတဲ့ဒါလဲ lavender ကျွန်တော် type ပဲဖြစ်ပါတယ်သူ့ရဲ့အခန်းပွဲစည်းပုံကလည်းအရန်လာတယ်ဗျာကျွန်တော်တို့တကယ်မြန်မာပြည်မှာ vacation home ဆိုတာမျိုးထက်ကိုပိုတဲ့အိမ်ဖြစ်ပါဒီဘက်မှာဆိုရင်ကျွန်တော်တို့ဒါ p 15 p p 60လောက်ကတော့လုံးဝ landscaping အပြစ်ကျွန်တော်တို့တည့်ရပင်တွေကအဟောင်းရှိပြီးသားကိုပဲ ဆက်ပြီးတော့ထားထားတာမြင်ရမှာဖြစ်ပါတယ်ပြီးမှကျွန်တော်တဘာဝအလျောက်ကြောက်ခဲတွေကြောက်သုံးတွေကိုလည်းတည်ပြီးတော့ the great လုပ်ထားပါဘောနော်အိမ် design ကအရန် sweet ဖြစ်တယ်တကယ်ကျွန်တော်ချင်းမိုင် design ကိုအပြည့်အဝခံစားရမှာဖြစ်ပါတယ်ပြီးရင်ဒီမှာတော့ကားပါကင်၃စီးလောက်ဆန့်တယ်အိမ်နဲ့ကျွန်တော်ဆက်ပြီးတော့လိလာလိုက်အောင်ဒီအခန်းရဲ့လေးအောက်လာခုနကကျွန်တော်ကြည့်ခဲ့တဲ့လေးအောက်နဲ့မတူဘောနော်ဆိုတော့ဒီအိမ်မှာတော့ကျွန်တော်တို့ဒါဧကန်ကလို့တီးတဲ့တနေရာကိုကျွန်တော်ယူလိုက်မယ်ဖြစ်ပါတယ်သူ့ရဲ့ view ကို show လိုက် အိုးလလာအယမ်းလာတယ်ဒီဘက်ကျွန်တော်ဘေးဘက်ပါလေဘန်းချံအခြေကြီးခြံထားတဲ့နေရာကိုမြင်ရမှာဖြစ်ပါတယ်ဒီ furniture အတိုင်းယူမယ်ဆိုရင်လည်းဒါဆောက်လုပ်ပြီးမယ်ပေါ့နော်ပြင်ဆင်ပြီးမှာဖြစ်ပါတယ်ဒါကျွန်တော်တို့ TV console တွေအစားပေါ့နော်ဒီအိမ်မှာတော့ကျွန်တော်တို့ဒါ payment ကိုလည်းကျွန်တော်တို့ဒါ6 month payment 1 year payment 2 year payment ဒါအရေးကြပါတော့အားလုံးပေးသွင်းလို့ရတယ်နောက်ဆုံးဘန်နဲ့ပါချိတ်ဆက်ဝယ်ယူလို့ရမှာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ဆက်ပြီးတော့ဒါအခန်းတွေကိုကျွန်တော်ပြမှာဖြစ်ပါတယ် ဒါကတော့ကျွန်တော် single bedroom ဖြစ်ပါတယ် guest room လည်းလုပ်လို့ရတယ်သူ့ရဲ့ view ကလည်းအရန်လာရယ် ceiling အလှဆင်ထားတာအဆကျွန်တော်ခေါင်းကြီးဆင်ထားတာအဆုံးပေါ့နော်တော်တော်လေးလာတယ်ဒီအိမ်ရာတော့ကျွန်တော်တို့လာမယ့်14ရက်နေ့မှာကျွန်တော်တို့အယောင်ပြပွဲလုပ်ပြီးမှဖြစ်ပါတယ်ဒီအယောင်ပြပွဲမှာတော့လုံးဝတခါမှမပေးဘူးတဲ့ payment plan တွေပါမယ် discount တွေပါမယ်ပေါ့နော်ဒါကြောင့်မလို့လာရောက်လေ့လာဖို့ဖိတ်ခေါ်ချင်ပါတယ်ဒီကျွန်တော်တို့ဒီအခန်းရဲ့ kitchen dining နဲ့ဒါကျွန်တော်တို့အခုမြင်ရတဲ့အတိုင်းပဲဖွဲ့စည်းပုံက กว่าเลยเนาะဒီခန်းတော့ကျွန်တော်တို့အခန်းပိုချေတယ်မိတ်ရူးမ်တွေပါတယ်မိတ်ရူးမ်မှာလည်း bedroom တွေ bathroom တွေပါပြီးသားပေါ့เนาะဒီမှာဆိုသူ့ရဲ့ dining living space ဖြစ်ပါတယ်။ဒါဆိုရင်ကျွန်တော်တို့ဒုတိယအလွာတွက်ကြည့်အောင်ဒီအိမ်ကတော့ကျွန်တော်ပေ60ပတ်လင်မှာစူပေမဲ့ကျွန်တော်တို့ဒီအပေါ်မှာအခန်းဖွဲ့စည်းပုံကကျွန်တော်တို့တော်တော်လေးကို ထူးခြားရတယ်လို့ပြောရမှာပါနော်သူရဲ့အခန်းဖွဲ့စည်းပုံကကျွန်တော်တို့ main masterroom နဲ့ခန်းဒီ space ကြီးကိုလွတ်ထားတဲ့နေရာနဲ့အလင်းဝင်လင်းထွက် ventilation lighting တွေကတော်တော်လေးကိုကျွန်တော်တို့နိုင်ငံခြားဆန်တယ်ပေါ့နော်ဒီမှာဆိုရင်ဒါဖျားကန် shrine ဖြစ်ပါတယ်ဒီ shrine ကနေပြီးတော့မြင်ရတဲ့ view ကတကယ်ဘာနဲ့မှ မလေးဘူးမန္တလေးမှာကျွန်တော်15မိနစ်မိနစ်10တွားရုံနဲ့ဒီလိုမျိုး vacation home ပုံစံ resort home ပုံစံကျွန်တော်နေရမယ် facility လဲစုံတယ်လုံခြုံရေးလဲကောင်းတယ် view ပြမယ်။အိုးလန်လာကျွန်တော်ဒီ view ကိုထက်ကထက်ကကြည့်ပြီးတော့ခံစားလို့ကိုမဝတဲ့ view ဖြစ်ပါတယ်။ဆိုအင်ယာထဲမှာလည်း maintenance service fee ကကျွန်တော်တို့တလကိုမှကျွန်တော်တို့အလွန်ဆုံးတသိန်းခွဲနဲ့သိန်းတဲ့ပို့မပေးရပါဘောเนาะကျွန်တော်ဒီမှာတော့ကျွန်တော်တို့ဒီအပေါ်မှာရှိတဲ့ဒုတိယ master bedroom ဖြစ်ပါတယ်ကျွန်တော်တို့ဒီဘက်မှာဆိုရင်ကျွန်တော်တို့ဒီအမန်တင်ကုန်တွေဘီရိုတွေအကုန်ပါပြီးတဲ့အပြင်ကျွန်တော်တို့သူ့ရဲ့ view ကလည်းထုံးစံအတိုင်းပဲ အိုးဒီကနေပြောမနေ့အိယာထပြီဆိုရင်ကော်ဖီလေးတောက်မယ်ကျွန်တော်တို့ဒီမန္တလေးမှာနေပြောပြင်လို့ အရတာကိုရမှာပေါ့နော်ဆိုတော့ဒါကတော့ main master bedroom ဖြစ်ပါတယ် main master bedroom ဆိုတဲ့အတိုင်းပဲထုံးစံအတိုင်းပဲအကျယ်ကြီးဖြစ်သွားမယ် king size ဖြစ်သွားမယ်မန်တင်ခုံစပွဲခုံကပူကျေသွားမယ်ဒီရဲ့ package တွေမှာပေါ့နော်ကျွန်တော်တို့ဒီ package အမျိုးမျိုးရှိပါတယ်အိမ်ဆောက်မယ်ဆိုရင်မြေကွက်ကြီးပဲဝယ်ယူမယ်ဆိုရင်လည်းဝယ်လို့ရတယ်ဗျာဒီမှာကျွန်တော်ကျွန်တော်တို့ဒါ cabinet တွေပါမယ်ဘူတိုင်း basin တွေအကုန်လုံး ပါဝင်ပြီးတာဖြစ်ပါတယ်ဗီဒီယိုကိုအဆုံးထိလိုက်ကြည့်ပေးတာလည်းအားလုံးကျေးဇူးတင်ပါတယ်လာမယ့် March လ9ရက်နေ့မှာ special discount special payment နဲ့ရောင်းချပေးမှာဖြစ်ပါတယ်ဒါကြောင့်မလို့ဒီပွဲကိုကျွန်တော်တို့ဒီမန္တလေး Hayside Resort and Villa မှာကျင်းပမှာဖြစ်တဲ့အကြောင်းလုံးဝလက်လွတ်မခံဘဲနဲ့ဆက်ဆက်လာရောက်လေ့လာဖို့ဖိတ်ခေါ်ချင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်